မင်္ဂလာပါဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာ National Post ကနောင်တော်လေးပါဒီကနေ့ကတော့26ရက်17လ2025ရက်နေ့ပါကျွန်တော်တို့ကခရီးသွားရင်းနဲ့ပေါ့ဗျာနော်ဒီကနေ့ညသတင်းရုပ်သံလေးကိုပြန်ပြပေးလို့ခြင်းဖြစ်ပါတယ်အထူးတော့ကျွန်တော်တို့ကဒီရပိုင်းတွင်းမှာထူးခြားသတင်းဖြစ်စဉ်လေးတွေကျွန်တော်ဆွေးနွေးတင်ပြခဲ့တယ် American ဘက်ကနေပြီးတော့မြန်မာနိုင်ငံကနေ American မှာခိုးလုံနေတဲ့သူတွေကိုပြန်ပို့မဲ့အခြေအနေမျိုး စပြီးတော့တရင်ထွက်လာတယ်ပေါ့ဗျာနော်ဒီမှာမှကျွန်တော်ကဒီဖြစ်စဉ်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပြည်ပနိုင်ငံတွေမှာတွားပြီးတော့ခုံလုံးနေကြတယ်အထူးအဖြစ်တော့ဒီအကြံဖတ်လုံးစော်သူတွေများတယ်ပေါ့ဗျာအဲ့တော့အကြံဖတ်လုံးစော်သူတွေတဲကမှအဆူဆူရွာရွာဥဆောင်လှူရှားခဲ့တဲ့သူတွေကိုမြန်မာနိုင်ငံသားစင်းရင်းကပယ်ဖြတ်ခဲ့တာလည်းရှိတယ်။ကျွန်တော်အဲ့ဒါလေးတွေကိုဆွေးနွေးတင်ပြခဲ့တယ်။ဒီအမေရိကန်ဘက်ကသတင်းနဲ့ပတ်သက်လို့ကျွန်တော်တို့အဆူရဘက်ကပြန်ပြီးတော့ response လုပ်တဲ့အခြေအနေကိုလည်း အများပြည်သူတီးကြပြီးဖြစ်တယ်။အမေရိကန်ဘက်ကပြန်ပို့လာမယ့်မြန်မာနိုင်ငံသားတွေကိုအစိုးရအနေနဲ့ပြန်ပြီးလက်ခံသွားမယ်။လက်ခံသွားမယ့်အခြေအနေမှာမှဒီဒီကနေ့ပေါ့ဗျာနော်ဒူဒူကြကြဒီလိုပေါ့ဆွဲဆိုထားတဲ့အမှုတွေကိုလည်းရုပ်သိမ်းပေးမဲ့အခြေအနေမျိုးတွေ့မြင်ရတယ်။ဒီကနေ့ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်တွေမှာဆိုရင်ရွေးကောက်ပွဲအတွက်အားလုံးပူပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ဒီလူငင်းချမ်းသာပွဲအမိန့်တွေထုတ်ပြန်ထားတာရှိတယ်။ အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီကနေ့ညသတင်းထုတ်ပြန်ချက်ဒီမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အမိန်အမတ်တစ်ဆယ်မြင်းဆောင်25နဲ့ပြည်တံလူငင်းခွင်အမိန်ထုတ်ပြန်ထားတယ်ဒီတစ်ဆယ်မြင်းဆောင်ရဲ့သဘောကတမျိုးပေါ့ဗျာနော်နောက်တစ်ဆက်မြင်းဆောင်2025နောက်တစ်ဆက်မြင်းဆောင်2025ဆိုပြီးတော့ထုတ်ပြန်ထားတယ်မြူသားကဝေးနဲ့လုံခြုံရေးကောင်စီကြီးပြည်သူလူထုတရက်လုံးကလှလာတောင်းတဒီပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးအတွက် အဓိကဆောင်ရွက်လျက်ရှိသည့်အားလျော်စွာပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့်အကောင့်အထည်ပေါ်ဆောင်ရွက်နိုင်ရေးဥတီချမှတ်ဆောင်ရွက်လျက်ရှိသည့်မကြမီကျင်းပတော်မူပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲကြီးတွင်ဆန္ဒမဲပေးပိုင်권ရှိသည့်မဲဆန္ဒရှင်ပြည်သူအားလုံးဆန္ဒမဲပေးပိုင်권မဆုံးရှုံးစေရေးနှင့်လွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက်ရာဇဝတ်ကြီးပုံမှန်905ကအရပြည်မှုတင်ရှားစီရင်ခံရပြီး အကျဉ်းတောင်အချုပ်တောင်အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒဏ်ကြာခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ924ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ401ပုံမှခွဲ100နောက်ကျင်ပြစ်မှုတတ်မှတ်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြာခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြာခံပါမည်ဟုသောစီကံတတ်မှတ်ချက်ဖြင့်ရင်တို့ကြခံရန်ကြံရှိသောပြစ်ဒဏ်များပေါ်ရှော့ပေါ်၍ပြစ်ဒဏ်မှလွန်ငင်းခွင့်ပြုလိုက်သည် နော်ဒါကပြစ်ဒဏ်ကြားခံနေရသူတွေအတွက်လူငိမ့်ခွင့်အမိန်ပေါ့နော်နောက်ထပ်စတင်မြင်သော2025မှာဆိုရင်ပြစ်ဒဏ်လူငိမ့်ချမ်းသာခွင့်အမိန်မြို့သားကဝေးနဲ့လူငိမ့်ရေးကောင်စီသည်ပြည်သူလူထုတရလုံကလူလားတောင်းတလျက်ရှိသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးအတွက်အဓိကတာဆောင်ရွက်လျက်ရှိသည့်အားလျော်စွာပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့်အကောင့်တွေပေါ်ဆောင်ရွက်နိုင်ရေး ဥတီချမှတ်ဆောင်ရွက်လျက်ရှိသည်ပါရီဒိုဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးတွင်စံတော်မဲပေးပိုင်권ရှိသည်မဲဆန္ဒရှင်ပြည်သူအားလုံးစံတော်မဲပေးပိုင်권မဆုံးရှုံးစေရင်းနှင့်လွတ်လပ်မြတ်စွာစံတော်မဲပေးနိုင်ရေးအတွက်ရာသတိပုံမှာ905ကရာပြမှုတင်ရှားစီရင်ခံရပြီးအကျဉ်တော်အချုပ်တော်အကျဉ်စခန်းတည်တည်တွင်မြစ်တန်ကြခံလျက်ရှိသောအကျဉ်သာအကျဉ်သူ 2362ဦးကိုဇာတ်ဝတ်ကျင့်သုံးဥပဒေပုံမှ401ပုံမှ9အရာရင်းတို့ကြားခံရကြံရှိသောပြစ်ဒဏ်များကိုချော့ပေါ်၍လူငင်းချမ်းသာခွင့်ပြုလိုက်သည်နောက်ဆုံးစနစ်မြင့်ဆုံး2025ကဇာတ်ကြီးပုံမှ905ကဖြင့်ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းခြင်းဒါကအကျဉ်းချခြင်းမခံရသေးဘူးအမှုရင်ဆိုင်နေရစေ ီအမှုတွေကိုပါရုပ်သိမ်းပေးတဲ့သဘောမျိုးထုတ်ပြန်တာမျိုးဖြစ်ပါတယ်အဲဒီထုတ်ပြန်ကြမှာဆိုရင်ဒါရွေးကောက်ပွဲအတွက်ပေါ့ဗျာအဓိကဥတည်ပြီးတော့ပဲဆန္ဒမဲပေးပိုင်권ရှိသည့်မဲဆန္ဒရှင်တည်သူအလုံးလွတ်လပ်မြတ်သွားဆန္ဒမဲပေးနိုင်ရေးအတွက်ဇာတကြီးပုံမှာ905ကဖြင့်၎င်းရင်းပြမှုဖြင့်ဖက်ပြေးတင်းဆောင်နေသဖြင့်ရသဝိကျင့်သောဥပဒေပုံမှာ9တင်းနှစ်ဖြင့်၎င်းတရားစွဲဆိုခံရသူ 9580ဦးတို့ဤဈာနာစစ်ဆေးဆဲမှုများကိုပိတ်သိမ်း၍တရားခဏ်များအားအမှုမှလွတ်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ၄နှစ်ခွန်အရဤအမိန့်ကိုထုတ်ပြန်လိုက်သည်ကျွန်တော်ကဒီနိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာဒီအကြက်ဖက်လှုပ်ရှားမှုတွေကြောင့်နိနာသူပြည်သူတွေဘက်ကရှုမြင်တဲ့ပုံစံကတစ်မျိုးဖြစ်မယ်အဲကျွန်တော်တို့ကတော့ဒီနိနာသူပြည်သူတွေကိုကိုစားပြုပြီးတော့ ဆွေးနွေးပြောဆိုတာမျိုးတွေရှိတယ်။သို့သောအစိုးရသည်ဒီပြည်သူလူထုအားလုံးအပေါ်မှာအစိုးရဘက်ကဆောင်ရွက်ပေးလို့ရသမျှပေါ့ဗျာ။ဆောင်ရွက်ပေးလို့ရသမျှဖြေလျှော့ပေးလို့ရသမျှဆောင်ရွက်ပေးတယ်။ဆောင်ရွက်ပေးနေတဲ့အချိန်မှာကျွန်တော်ကဒီအခုဒီဘက်ကိုထွက်ပြေးသွားတဲ့သူတွေဆိုရင်ပဲဒါအစိုးရကိုစန့်ကျင်ပြီးတော့ဗျာ ါပုံကန်ချနာပြီးတော့ဒီဘက်ကိုထွက်ပြေးသွားတာလို့ပဲပြောပါတော့ထွက်ပြေးသွားတဲ့တိုင်အောင်လည်းဒီလူတွေပေါ်မှာပုံကိုရေးရတော့လကောင်းတခြားသောပဒီပေါ့ဗျာဒေါသအမျက်ထားပြီးတော့ဘယ်လိုဆောင်ရွက်မယ်ဟာညာလိုဆောင်ရွက်မယ်ဟာဒီလိုပုံစံမျိုးမရှိပါဘူးကျွန်တော်ယခင်နေ့တွေကဆွေးနွေးတင်ပြတဲ့ပုံစံပါလေကျွန်တော်ဆွေးနွေးတင်ပြခဲ့တဲ့အစိုးရဘက်ကတော့အလွန်အမင်းသဘောကောင်းပါတယ် အစိုးရကအဲ့ဒီလိုပြည်သူလူထုအပေါ်မှာကောင်းမွန်စွာဖြေလျှော့နိုင်သမျှဆောင်ရွက်ပေးနိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့အနေအထားမှာအဲကျွန်တော်တို့ကဒီအကြံဖတ်လှုပ်ရှားမှုမှာဆက်ပြီးတော့ဘာကြောင့်မိုင်းလုံးထွားနေကြအောင်မှလည်းဒါကိုတော့ဒီအကြံဖတ်လှုပ်ရှားမှုထဲမှာရှိနေတဲ့လူငယ်တွေကတိတိကျကျပြန်ပြီးတော့သုံးသက်ကြဖို့လိုတယ်အခုဆိုရင်ပဲပြည်ပမှာရှိတဲ့သူတွေကိုလည်းဒါသူတို့ပြန်ဝင်လာမယ်ဆိုရင်အမှုတွေရုပ်သိမ်းပေးသွားမယ်လို့ပြောတယ်အဲဒါဆိုရင် ဒီမြန်မာနိုင်ငံကိုပြန်ပို့တဲ့အခါမျိုးမှာဒီပြန်လာရမယ့်သူတွေအနေနဲ့ဒီမှာပြန်ပြီးတော့ပြည်တန်းနေကြခံနေရမှာမျိုးကိုဘာမှစိုးရိမ်တော့ကရောက်နေကြမရှိဘူးဒီမြန်မာနိုင်ငံသားစီးရင်ကပယ်ဖြတ်ထားတဲ့သူတွေအတွက်တော့ဘယ်လိုစဉ်းစားပေးမလဲဒါကတော့ကျွန်တော်တို့မသိနိုင်ဘူးပေါ့ဗျာဒီအပေါ်မှာလည်းအစိုးရကတတ်နိုင်ဆုံးဖြေလျှော့ပေးလိမ့်မယ်လို့ပဲယူဆရတယ်ပေါ့ဗျာအခုဒီအမေရိကန်ဘက်ကသတင်းထုတ်ပြန်လာပြီးနိုင်ငံတော်ပိုင်းကထုတ်ပြန်နေတဲ့သတင်းတွေကိုကြည်ကျင်းအားဖြင့်တော့ အားလုံးအပေါ်မှာသဘောထားကြီးစွာနဲ့တက်ညာပြီးတော့သူတစ်ပါးနိုင်ငံမှာအတိဒုက္ခမရောက်စေရေးကိုရှေ့ရှုပြီးတော့ဆောင်ရွက်ပေးနေတာမျိုးကိုမြင်ရတယ်။အဲ့တော့ပြည်ပကိုထွက်ပြေးသွားတဲ့သူတွေကိုလည်းဖြေလျှော့ပေးတယ်။အခုပြည်တွင်းမှာအမှုဆက်ဆုခံရတဲ့သူတွေကိုလည်းဖြေလျှော့ပေးလိုက်ပြီးအမှုဆက်ပြီးရင်ဆိုင်ရမလို့တော့ဘူး။အဲ့တော့ကျွန်တော်တို့ကဘသူတွေတေကွင်းထဲမှာတက်ကွင်းထဲမှာကြံနေလဲ PDF တွေကြံနေတယ်။အဲ့တော့ PDF တွေကိုလည်းဒီအစိုးရက အခါအားလျော်စွာအခါအားလျော်စွာဥပေပေါင်းတွင်ဝင်ရောက်ဖို့ဥပေပေါင်းတွင်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့ဥပေပေါင်းတွင်ဝင်ရောက်လာတဲ့သူတွေကိုလည်းကောင်းမှုဆုံးဖြစ်အောင်ကြီးမားဆောင်ရွက်ပေးနေတယ်။အဒီအခြေအနေဒီချင်းရတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ PDF ညီငယ်ညီမငယ်တွေကဆက်ပြီးတော့တိုင်းဖြတ်ပြည်ဖြတ်လောက်ရက်ဒီဒီလက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့လက်ပါစီအခိုင်အစီအခံဖြစ်တဲ့ဆက်ပြီးတော့မိုက်မနေတင်တော့ပါဘူး။ဥပေပေါင်းတွင်ကိုအများဆုံးဝင်ရောက်ကြပါ အဲကျင်းပမဲ့ရွေးကောက်ပွဲကြီးမှာမိမိတို့ဆန္ဒရှိသည့်အလျောက်မိမိတို့လက်တက်တဲ့လွတ်တော်ကိုယ်စားလှယ်များကိုဆန္ဒမဲ့ပြပိုင်ခွင့်ရှိတယ်။လာမဲ့လာမဲ့လွတ်တော်တွေမှာမိမိတို့ကိုယ်တိုင်လည်းဝင်ရောက်ရှင်ပြိုင်နိုင်တယ်။အဓိကအပြင်ဒီကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့အခင်းချင်းဒီတိုင်းပြည်ရဲ့အာဏာကိုမလျော်ကန်သော နီလန်နဲ့မတမာသောနီလန်နဲ့ရယူလိုတဲ့မဲလိမ်မဲခုမှုကြီးကြောင့်ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြီးမှာ ကျွန်တော်တို့လူငယ်ပေါင်းများစွာဇတိကြရတယ်။ အဒီလူငယ်တွေကပြည်ပြေဝရံပြေတွေရဲ့ဇကားတွေကိုနားရောက်ပြီးတော့မိုင်လုံးထွားခဲ့ကြတဲ့အတွက်ကြောင့်ရန်ရှင်လူပြည်သူပေါင်းများစွာလည်းတဆုံချုံခဲ့ရတယ်ဒါတွေကိုပြန်ပြီးတော့စင်ကျင်သုံးသပ်ပြီးတော့ PDF အဖွဲ့ထဲမှာလက်ရှိရှိနေသေးတဲ့လူငယ်ညီငယ်ညီမငယ်အားလုံးလည်းမြန်ဆိုးဥပဒေပေါင်းတွင်းကိုဝင်ရောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီကနေ့ညဆွေးနွေးတင်ပြမှုကိုညီကောင်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ